မင်္ဂလာပါကချင်ပြည်တည်ထောင်နာရဲ့နေစဉ်တင်းလာရတဲ့တောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးသွားမယ့်တည်င်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့တည်င်းတင်ဆက်သူအပတ်ပါ အယောဒီမိကုတ္တရာဗလာမင်းထိန်တရာတဲ့ဆလုတ်ရေးစီမံကိန်းစကရေရတရာအနည်းရှိခြံအလွတ်တွေမှာတောင်လူပုံထားတဲ့သေးကြောက်ပုံတွေကိုအစမပြတ်သေးယူနေတဲ့ကားတွေကြောင့်ရက်ွက်နေပြည်သူတွေအတွက်အနောက်ရှက်ဖြစ်နေရတယ်လို့သိရပါတယ်။မြချင်းနာမြို့မန်ခရင်အခြေခံပညာအထက်တန်းကျောင်းဘေးကွန်ကရစ်လမ်းကနေအန်ချန်တုံတအဖ3ရောက်ရုတ်ထုလမ်းဆောင်အထိပေါက်တဲ့လမ်းကနေတည်ယူနေတယ်လို့သတင်းရင်းမြစ်တအူကပြောပါတယ်။အဆိုပါသေးကြောက်တွေဟာသေးကြောက်တသက်မဟုတ်ဘဲရွှေသူဖို့ထုတ်ယူနေတဲ့သေးကြောက်ပုံတွေဖြစ်ကြောင်းလဲမြချင်းနာမြို့ခံတွေက အရင်ကလေးကနေပြုံးနေကြတာဖြစ်ပါတယ် သေးချောက်ဆိုအဲ့လောက်အလို့တကြီးသေးစရာမလိုဘူးရွှေထုတ်နေလို့တနေကုန်လူမဆန်စွာတည်ယူနေကြတာပါလို့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိသူပေါ်ထားတဲ့သေးချောက်မြေစာတွေကိုမြစ်ချင်းနာမြို့မန်ခရင်ရက်ကွက်မြစ်ကန်တကြုံအင်းချောင်းတုံရက်ကွက်ဆက်မှုရက်ကွက်နဲ့စီတာပူရက်ကွက်ကခြံဝန်းတွေမှာစုပုံထားကြောင်းလည်းသိရပါတယ်လက်ရှိအစိုးရ AOD မြစ်သေးချောက်ထုတ်ယူနေတဲ့နေရာတွေမှာစစ်ရန်တရားတွေနဲ့တူဖုံနေတဲ့အပြင်တပိုင်းတနိုင်းလက်ချင်းနဲ့ရွှေသူနေကြတဲ့တူတွေလည်းရှိရလို့မြစ်ချင်းနာမြို့ခံသူကလည်းပြောပါတယ် မင်းတင်တရားသည့်ဆက်လုပ်ရေးစီမံကိန်းဟာရက်နေပေမဲ့တေးချောက်ထုတ်နေတဲ့လုပ်ငန်းကဆက်လက်လုပ်ကိုင်နေကြတယ်လို့သိရပါဗျ။မန်ခရိန်စတာဘူရက်ွက်တွေဟာ AOD မြေရေချင်းအရင်စောပြီးရေဝင်ရောက်လက်ရှိရဲ့ရက်ွက်တွေဖြစ်ပါတယ်။ ဆက်လက်ပြီးတော့စကိုင်းတိုင်းထေရတော်လိုင်းရေးတပ်ဖွဲ့တွေစုမှုထားတဲ့မြို့နယ်တွေမှာ NUG အစိုးရရဲ့အဖွဲ့ဝင်တွေလက်သိမ်းမပေါ်ဘဲတပ်ဖြတ်ခံရသူတွေများလာပေမဲ့ဂျူလွန်တူတွေကိုခေါ်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ပြီးခဲ့တဲ့နှစ်2024ဩဂုတ်လကလည်းဒီနှစ်မေလအထိလောက်ကျန်တပ်ဖြတ်ခံရသူ6ယောက်ထိ ရှိလာကြောင်းသတင်းတွေအရသိရပါတယ်။အဆိုပါတပ်ဖြတ်ခံရသူတွေဟာမေလ23ရက်နေ့ညမှာလေသေးတစ်ခုမှာတပ်ဖြတ်ခံရတဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယုံအဖွဲ့ဝင်ဦးမျိုးအောင်နဲ့တရက်ကုန်းရွာသူမအီမွန်ချော April 30ရက်နေ့မှာတပ်ဖြတ်ခံရတဲ့ NUG လက်အောက်ခံကနီအခြေဆိုင် B12 PDF တရင်မှုကိုဖူးစီနဲ့ CDM ကျမရေးဆ iam တူ January 2ရက်နေ့မှာတပ်ဖြတ်ခံရတဲ့ကောလင်းမျိုးနယ်တယံစာသာအသွင်ရေးမှုဦးအရင်တမ ဇန်နဝါရီ6ရက်နေ့မှာတပြက်ခံရတဲ့ကံဘလူမျိုးနဲ့တင်ငုတ်ကြီးချေရွာပအားဖာတာဝန်ခံဦးသိန်းဝေ2024ခုနှစ်နိုဝင်ဘာ4ရက်နေ့မှာတပြက်ခံရတဲ့ NUG ရဲ့ကဏီမျိုးနဲ့ပညာရေးတာဝန်ခံဦးဝင်းထေစနီးဖြစ်သူနဲ့လာတာကလေး 2024ခုနှစ်ဩဂုတ်လလကုန်ပိုင်းမှာတပ်ဖြတ်ခံရတဲ့အရာတော်မြို့နယ်မှာရတနာပုံတွလန်ရေးတပ်ဖွဲ့ YRF ရဲ့ဗဟိုဥဆောင်အဖွဲ့ဝင်နဲ့ဗန္ဒာရေးတာဝန်ခံဖြစ်သူကိုတန်းထိုက်ခကိုညင်ညီတို့ဖြစ်ကြောင်းမြေပြင်တည်င်းရင်းမြစ်တွေအားစုံစမ်းသိရှိရပါတယ်။အခုလိုတပ်ဖြတ်ခံရမှုတွေကိုတရားခံမဖို့ထုတ်နိုင်တာဟာတရားဥပဒေစိုးမိုးမှုမရှိဘဲလက်နက်ရှိသူအဖွဲ့အစည်းအားကောင်းတူတာအမှန်တရားဖြစ်နေတာကြောင့်ဘလုံနီးနေပေအသက်ခံရခံရ အမှုမှန်ပေါ်ပေါက်ဖို့ခေရင်နေသေးတယ်လို့ NUG အစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနကအမည်မဖော်လိုတဲ့ရေးပေါ်သူကပြောပါရယ်သောတာရှင်မြေပါပြည်သူများအားလုံးစိတ်နှလုံးချမ်းသာကိုကြမ်းမာဘေးရန်ဒီရေကင်းရှင်းကြပါစေလို့ဆုတောင်းမြတ်တာပို့ရင်ဒီကနေ့ညရဲ့တည်တင်းတင်ဆက်မှုအစီအစဉ်ကိုရည်နာပါရစေရှင်ကျေးဇူးတင်ပါတယ်